အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ဂျပန်နိုင်ငံကိုစားရောက်ကစားသူတွေအတွက်ပြည့်စည်ဝယ်ရတာအဆင်ပြေတယ်ရန်တရာတန်ဆိုင်ကိုပြောပြပြီးတော့မှာပဲဖြစ်ပါတယ်ဒီရန်တရာတန်ဆိုင်ကဂျပန်နိုင်ငံရဲ့နေရာတော်တော်များများမှာရှိတာကြောင့်မို့လို့ဝယ်ရတာကိုတွားရည်လာရေးကိုအဆင်ပြေတယ်။လက်ရှိလူသုံးများတဲ့ရန်တရာတန်ဆိုင်ကတော့ဆီးရီးယား၊ဒိုင်းဆို၊ကန်တူ။ဒါဆိုရင်ဒီရန်တရာတန်ဆိုင်တွေမှာဘာဖြစ်စီတွေရနိုင်မလဲ။ fancy စာရိကရိယာအလားကုံစာတောက်ကုံအိမ်တွင်းအလားစင်ပစ္စည်းတန်ရှင်ရေးပစ္စည်းပြိဘောကနဲ့ဆိုင်တဲ့ကရိယာတွေကားစပိန်ဆိုင်ကဲအလားစင်တန်စာပစ္စည်းအသေးလေးတွေလက်ရှိပစ္စည်းဖုန်း accessory ကျမ်းမာရေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေစိုက်ပျိုးရေးနဲ့ပတ်သက်ပစ္စည်းတွေတရိတ်ဆန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေလူသုံးကုန်ပစ္စည်းတွေ စတဲ့ဖြစ်ရန်တရာတန်ဆိုင်ဆိုပြီးမဲ့လေပစ္စည်းအစုံလင်ရှိတာကြောင့်မလို့ဝယ်ရလဲအဆင်ပြေတယ်ပစ္စည်းအများအားဖြစ်ကရန်တရာနဲ့ရနိုင်ပြီးတော့ကြံတချို့ပစ္စည်းလောက်ကတာတရာနဲ့တထောင်ချားမာတာရှိတတ်တာကြောင့်မလို့အဲ့ဒါလေးတော့တတိထားစေချင်တယ်ဒါကြောင့်မလို့ဒီပစ္စည်းတွေကဂျပန်ရောက်မှဝယ်တည်နေလို့ထင်တယ်နောက်ဆုံးအနေနဲ့ကျွန်တော်တယောက်ထဲအမြင်ပြောရရင်တော့ဂျပန်နိုင်ငံလာမယ်ဆိုရင်မြန်မာအစားတောက်တာများများတည်ခဲ့ဗျာအင်ဂျီ၄၅ထဲဆိုရင်ရပြီ ကျန်တာဂျပန်မှာအားလုံးဝယ်လို့ရတယ်ဈေးလည်းတက်တာဗျအဆင်ပြေတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်